ပြုလိုက်တိုင်းကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာ ပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတမ်းများဟုဟောကြားပေးမှာဖြစ်ပါတယ်။သူရဒီဘွားများ ယခုရတတပတ်မှာစက်တင်ဘာ23အောက်တိုဘာ23ကျမှမွေးတဲ့လူတွေကတူရစီပေါ့ဘေးပြူတဲ့ကံလန်းကြောင့်ကအလုတ်နေရအိမ်အုပ်စုအကြီးကဲအိမ်နောက်မငြိမ်မသက်ဖြစ်ခြင်းမကောင်းဘူးလို့မပြောဘူးမငြိမ်ဘူးလို့ပြောထားတယ်မငြိမ်ဘူးဆိုတာခွဲတာခွာတာတွားတာလာတာလှုပ်နေတာရှိတဲ့အလုတ်ရှိတဲ့ຢာလို့ရှိတဲ့နေအိမ်မဟုတ်သေးဘူးမလိုချင်သေးဘူး အလုတ်တရာသူတနေပဲအစ်စီးပွားတဲ့ပြောင်းမယ်ရွှေ့မယ်လှုပ်မယ်အချိန်မရောက်သေးတာအုပ်စုကွယ်နေရာကွယ်မယ်ခေါင်းမုံဖြတ်ခါမယ်လူလိန်ခါမယ်ခပိုင်းနိုင်ခါမယ်တခိုးခါမယ်ဟိုတို့ကကျွေးဟောင်းမြေဟောင်းလူဟောင်းတွေကအနောက်ရက်ပေးလာမယ်ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့ငွေကြေးစီးပွားဥစ္စာအာဏာတွေကိုခပိုင်းနိုင်တယ်လို့ဝိုင်းတွေ့ကြလိမ့်မယ်အေးချမ်းတိုက်ရောင်းပြောင်းထွက်ခွာပြစ်မယ်အမြတ်တွေရမယ်အမွေတွေရမယ် ိမ်ချမ်းမြေကားရောက်ထွက်မယ်ထီပေါက်မယ်ဆုရမယ်ကြားမကြီးကောင်းမယ်အလူမင်္ဂလာတွေလှုပ်ရမယ်စိတ်သက်ကြောင်းလန်းတွေပေါ်မယ်ကောင်းသောကာလတစ်ခုပဲတတိထားမှာ နိုင်ငံခြားကိစ္စကုမ္ပဏီကိစ္စအေဂျင့်ကိစ္စအမြတ်တော်ကုန်ကိစ္စခေါင်းပုံဖြတ်ခံမှုရှိတယ်အားလုံးကောင်းကျင်နေဆိုရင်တော့အဒီအနက်ကလွှဲရင်တတ်တတ်ရရလှလှပပကြောကြောမောမောဝတ်စား အမျိုးသမီးငယ်လေးများနှခမ်းနေပါနေပကွက်ကြသဖြင့်အယောင်တတ်တတ်ရရနဲ့နေထိုင်သွားလာပါအမျိုးသားများတတ်တတ်ရရ နေထိုင်ပြီးတော့ဝေကောင်းစားလာဝေ့ပေးပါနေတိုင်းဌာနပေးရဏတို့မြေတာတို့ပုပ္ပိနာတို့ပေးပဋ္ဌာန်းများရွတ်ပြီးအရဟံ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 နဲ့ပရိစေဘာစိတ်ပါ ထီဝါဒနာပိုင်တစ်ချောက်ကူမွေးနေ့ဒီမှာကန်ဆန်းပါသူရာဒီဘဝမိသားစုအားလုံးဘေးရန်ကြမ်းမှချမ်းသာကြပါလိမ့်မယ်